င်္ဂလာပါရှင်ကျမတို့ဒေါက်တာဒေါ်ဝင်းမြင့်ဖြစ်ပါတယ်။ဘာရဆိုင်ရအတူဆရာဝင်ဖြစ်ပါတယ်ရှင်။ကျမတို့ဒီဗီဒီယိုလေးမှာတော့ကျမတို့ပေါ့နော်ကို insight student ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှတော့နည်းငယ်ပြောပြချင်ပါတယ်ရှင်။ ဲ့တော့ဒီ coenzyme student ဆိုတာကတော့ဒါကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာပုံမှန်အဖြစ်ပေါ့နော်ထုတ်လုပ်ထားတဲ့အရာတစ်ခုဖြစ်ပါတယ်ကျမတို့ကတော့များသောအဖြစ်ကတော့ဒါကို antioxidant ဆိုပြီးတော့မှတော့ဒါသတ်မှတ်ထားကြတယ်ပေါ့နော်အဲ့တော့ DCC student နေရာဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်ထဲမှာအာထွက်လာတယ်ပြီးတော့မှသူကအလုပ်လုပ်တယ်ပေါ့နော်ဘယ်လိုဒီအလုပ်လုပ်တယ်လို့ပြောမယ်ဆိုလို့ရှိရင်တော့သူက antioxidant ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဓာတ်တိုးစကျင်ပစ္စည်းတစ်ခုအနေနဲ့အလုပ်လုပ်တယ်နောက်တစ်ခုကကြတော့ပေါ့နော်ဒီ cell တွေမှာပဲဖြစ်ဖြစ်ဒါတွေက energy ကိုထုတ်လုပ်တဲ့နေရာမှာလေသူကနေ းပြီးတော့မှကူညီပေးတယ်လို့လည်းကျမတို့ကပြောလို့ရပါတယ်။ဒါတော့ကျမတို့ခန္ဓာကိုယ်အတွက်ကတော့ဒါဆိုလို့ရှိရင်ဒါတကယ့်ကိုပဲပေါ့နော်။ဟိုအရေးကြီးတဲ့အဟာရဓာတ်တစ်ခုလို့လည်းကျမတို့ကပြောလို့ရပါတယ်ရှင်။ဒါပေမဲ့လည်းပေါ့နော်အသက်ကြီးလာတာနဲ့အမျှပေါ့နော်ဒီစီကျူတန်ရဲ့ထုတ်လုပ်မှုတွေအရဆိုလို့ရှိရင်လည်းယော့နေလာတာတွေကိုလည်းကျမတို့ကတွေ့ရတတ်ပါတယ်။အဲ့တော့ပေါ့နော်ဒီစီကျူတန်ကြီးကယော့နေလာပြီဆိုလို့ရှိရင်တော့ဒါကျမတို့ခန္ဓာကိုယ်မှာဥပမာနှလုံးရဲ့ကျန်းမာရေးတွေပေါ့နော်။ဥပမာဆိုရှင်ကျမတို့နှလုံးမှာလုပ်ငန်းတွေအများကြီးရှိပါတယ်။အဲ့ဒါတွေရဲ့လုပ်ငန်းကယော့သွားတဲ့ တဲ့အတွက်ကြောင့်မို့လဲအားနည်းမှုတွေတခုရှိတယ်နောက်တစ်ခုကြတော့ပေါ့နော် sell တွေရယ်စွမ်းရင်ထုတ်လုပ်မှုပေါ့နော်ပြောမယ်ဆိုလို့ရှိရင်လဲဒါဒီမှာလဲသူကအများကြီးအထောက်အကူပြုတဲ့အတွက်ကြောင့်မို့လဲသူမှာဆိုလို့ရှိရင်စွမ်းရင်ထုတ်လုပ်တာတွေညော့နေလာတာတွေလဲကျမတို့တွေ့ရတယ်နောက်တစ်ခုကကြတော့ပေါ့နော် ကျမတို့ဒါပြောမယ်ဆိုရင်နော်အုံမင်းချင်းယော်မှုတွေပေါ့နော်ဒါလေးတွေကလဲပေါ့ပုံမူပြီးတော့မှများလာတာတွေကိုလဲကျမတို့တွေကတွေ့ရပါတယ် ။ဒါကြောင့်မို့ကျွန်မတို့တွေကပြန်ပြီးတော့မှပေါ့နော်ဒီ situation တွေနည်းလာပြီဆိုလို့ရှိရင်တော့ဒါအာပေါ့နော်ဒါဘယ်ကနေပြန်ဖြည့်မလဲဆိုကျွန်မတို့စားတဲ့အစားအစာတွေပေါ့နော်အစားအစာတွေကနေပြီးတော့မှတော့ဒါပြန်လဲပြီးတော့မှလာဖြည့်တင်းပြရပါတယ်။အဲ့တော့အစားအစာတွေနေနဲ့လို့ပြောလိုက်ပြန်လို့လေပေါ့နော်။ तू ကအများဆုံးပဲမှတွေ့မလဲဆိုရှင်ကျွန်မတို့ငားတွေမှတွေ့တယ်။နောက်ဆာလမွန်ငားတို့လိုမျိုးပေါ့နော်။ငားအမျိုးမျိုးတွေမှကျွန်မတို့တွေ့ရတယ်။နောက်တစ်ခုကျတော့အသားတွေပေါ့နော်။ဥပမာဆိုလို့ရှင်အမဲသားတို့လိုစိတ်သားတို့လိုမျိုးပေါ့နော်။ဒီထဲမှာလည်းကျွန်မတို့ပါဝင်နေနောက် ့ခါကျတော့အစိအစံတွေပေါ့ဒါတွေထဲမှာလည်းကျမတို့ကပါဝင်နေနောက်တော့မှဟင်းသီးဟင်းရွက်တွေကိုလည်းပါဝင်နေအဲ့တော့ကျမတို့တွေကအသက်ကြီးလာတာနဲ့အမြအခုပြောသလိုပဲကျမတို့ဒီအသားတွေငါးတွေနောက်တော့အစိအစံတွေဟင်းသီးဟင်းရွက်တွေကိုတော့ပုံမှန်အားဖြင့်တော့ပြည့်စုံအောင်စားနိုင်နေဆိုလို့ရှိရင်တော့ဒါကဒီလောက်တော့ပြဿနာမရှိနိုင်ဘူးပေါ့နော်ဒါပေမဲ့ကျမတို့အခုပြောသလိုပေါ့အရှိမပြောထားတဲ့ဗီဒီယိုတွေအတိုင်းပါပဲအစားစားတောက်မှုဟာဆိုလို့ရှိရင်တော့တပြေးပြေးနဲလာတယ်ဆိုတဲ့အခါမှာလေကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာစီကျူတန်းထုတ်လုပ်မှုတွေကလည်းနဲလာပြီဆိုလို့ရှိရင်ဒ ဒီရဲ့ပေါ့နော်သူ့ရဲ့ function တွေလုပ်နေကြဖြစ်ဖြစ်ဒီအလုံးလုပ်ငန်းဆောင်တာတွေရာဆိုရှင်ရော့နေသွားတတ်တယ်မူလေကျမတို့ကတွေ့ရပါတယ်ဒါကြောင့်မို့စီတူတန်ကိုတော့ကျမတို့ပြန်ဖြည့်ပြီးမယ်ပြန်ဖြည့်ပြီးခဲ့မယ်ဆိုလို့ရှင်တော့အခုပြောသူလိုပါပဲကျမတို့ရဲ့နှလုံးကြမ်းမာရေးတွေရာဆိုလို့ရှင်ပုံပြီးတော့မှလည်းကောင်းလာနိုင်တယ်နောက်တစ်ခွက်ကျတော့ cell တွေရဲ့စွမ်းအင်ထုတ်လုပ်ရေးပေါ့နော်ဒါတွေရာဆိုလို့ရှင်လည်းပိုးပြီးတော့မှဆိုလို့ရှင်ဗျာဒါမြင့်တန်လာနိုင်တယ်နောက်တစ်ခွက်ကတော့ကျမတို့အိုမင်းရင်ရောမှုတွေပေါ့နော်ဒီအိုမင်းရင်ရောမှုတွေကတော့မြည်သူမဆိုးပေါ့နော်အချိန်နဲ့အမျှအိုမင်းနာ ပါပဲဒါပေမဲ့စီကျူတဲမြများရှိနေတဲ့သူကတော့အိုမင်းကြီးညော်တာနှောက်နေတယ်လို့လည်းကျမတို့ကပြောလို့ရပါတယ်အဲ့တော့ပေါ့နော်ကျမတို့တွေကဒီ oxidative stress တွေပေါ့ဒါလည်းအသက်ကြီးလာပြီဆိုတာတော့ဒါမိသူမဆူမှာပဲ oxidative stress တွေများလာတတ်တယ်ဒါကိုလည်းစီကျူတဲကနေပြီးတော့မှ short ချပြီးနိုင်တယ်ဒီအတွက်ကြောင့်မလို့ပေါ့နော်တစ်ဆက်တည်းဖြစ်တဲ့ဒီအုံနောက်နဲ့အာယုံကျောပေါ့နော်ကျမတို့ဒီ alzheimer တွေ neuroma dementia တွေဒါတွေဖြစ်နိုင်ဖို့ဆိုတာလည်းဒါစီကျူတဲကနေပြီးတော့မှလည်းအများဆုံးကာကွယ်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စီကျူ င်တန်းတာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာအများကြီးရှိနေမယ်ဆိုရင်တော့ဒီလိုမျိုးတွေပေါ့နော်အုံနဲ့နဲ့အာယုံကြောင့်နဲ့ဆိုင်တဲ့ယောဂတွေကိုလည်းသူကနေပြီးတော့မှကာကွယ်ပေးနိုင်ပါတယ်လို့လည်းကျွန်တော်တို့ဆုချင်ပါတယ်ရှင်။ဒါကြောင့်မလို့ကျွန်တော်တို့တွေကတော့ပေါ့နော်ဒီအသက်ကြီးတဲ့သူတွေမှာဆိုလို့ရှိရင်ဒါလေးတွေအတွက်ဆိုလို့ရှိရင် student ထုတ်လုပ်မှုတွေနောက်ပြီးတော့မှတခါစားသုံးမှုတွေဒါလေးတွေနဲ့ပတ်သက်ပြီးတော့မှ function တွေဒါကျွန်တော်တို့ဆရာဝန်တွေကတော့များသောအားဖြင့်စဉ်းစားကြပါတယ်။အဲဒါကြောင့်မလို့လည်းပေါ့နော်ဒီအတွက်လိုအပ်တဲ့ supplement လေးတွေကိုတော့ပြန်ပြီးတော့မှဖြည့်ဖို့လိုအပ်တယ်ဆိုတာလေးကိုတော့ပြော ြချင်ပါတယ်ရှင်အားလုံးလည်းကြီးစွတ်တင်ပါတယ်ရှင်